Hello everyone. ကျေးဇူးတော်လမ်းနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ reading မှာကတော့ guest တို့အခုလက်ရှိရောက်နေတဲ့ကိုယ့်ရဲ့ relationship situation ship ကိုယ့်ရဲ့ဘလို့အခြေအနေပဲဖြစ်ဖြစ်ပေါ့နော်။ဒီအခြေရဲ့အခြေအနေမှာကိုယ်တတိထားဖို့လိုအပ်တဲ့အချက်တရားဘာတွေလဲဆိုတဲ့အဥ္စာလေးကို guest ကနေမှာ reading ကြည့်ပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ guest တို့ဒီမှာအခြေအနေကတော့အမျိုးမျိုးရှိမယ်ပေါ့နော်။ကိုကအခုဒီ reading ကိုရောက်လာတဲ့သူတွေက single တွေလည်းဖြစ်နိုင်နေ။အလက်ရှိ relationship ထဲမှာလည်းဖြစ်နိုင်နေတာမို့အ relationship ကနေကွဲထားရတယ်ပေါ့နော်။အ ူတွေလည်းရှိနိုင်တယ် marriage life ထဲမှာရောက်နေတဲ့သူတွေလည်းရှိနိုင်တယ်ဆိုတော့ဘာအတွက်ပဲဖြစ်ဖြစ်ပေါ့နော် gas clarity မှာတတိထားစရာအချက်ဆိုတဲ့ပုံစံမျိုးလေးနဲ့ gas ကကြည့်ပေးမှာဖြစ်ပါတယ်ဆိုတော့အဆင်ပြေဆိုလို့ရှိရင်တော့အာ gas တို့ video လေးမှာ comment လေးပေးခဲ့ပါ channel ကိုလည်း like and subscribe လုပ်ထားပေးပါနော်တခြား video တွေလည်းအများကြီးလာပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ဒါလေးကတော့ general reading ဖြစ်တဲ့အကြောင်းမို့ကိုယ်နဲ့ energy ကိုင်ကြီးချင်မှာကိုင်ကြီးလေးနဲ့ကြည့်ရွေးအမ်

may be physically or emotionally distant so physically uh distance ဖြစ်နေရတူရေ emotionally distance ပေါ့နော်တကယ်၍ကိုနဲ့အဲ့လိုနှင်းရောက်ကပေါ့နော်အဲ့လို ဝေးကွာသွားဖို့ပေါ့နော်အာတရားောက်ကပြင်ဆင်နေတာမျိုးဆိုလို့ရှင်တော့ဒါဟာဝေးကွာသွားရဖို့ရှိတယ် ပြင်ဆင်နေရဲဆိုတော့ဥမာသူတခြားနိုင်ငံကိုသွားဖို့ပေါ့နော်ပြင်နေတာဘာညာဆိုလို့ရှင်ဒါအောင်မြင်နိုင်တယ်ပေါ့သူအတွက်ကတော့အဲ့လိုပုံစံမျိုးပေါ့နော်အာနောက်တစ်ခုအကယ်၍ပေါ့နော်ကိုလူကကိုအနာမှာရှိနေတယ်နော်ကိုအနာမှာရှိနေတယ်ကိုနဲ့နေတိုင်းတွေ့နေရတယ်ဒါပေမဲ့တခုဒီမှာသတိထားဖို့ပါလဲဆိုတော့သူက emotionally distant ပေါ့နော် emotionally ကသူစိတ်တရားကြတော့ကိုအနာမှာမရှိနေဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေး Jasmine နေ no တဲ့ it's not the right time ဆိုတော့ကိုအနေနဲ့တစုံတစ်ခုလုပ်ဖို့စဉ်းစားနေတာတစ်ခုခု action ယူဖို့လုပ်နေတာတစ်ခုသူ့ဆက်သွဲဖို့အာတစ်ခုခုပြောဖို့ဘာညာပေါ့နော်စဉ်းစားနေရရှိလို့ရှိရင်အခုအချိန်ကောင်းမဟုတ်သေးဘူးလေနော် circles okay fate karma something ending something beginning so တစုံတစ်ခုကအဆုံးသတ်သွားပြီးရောတစုံတစ်ခုအသစ်စတင်နေမယ် ဝစ်ကြွေးတွေကျေတော့မယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်တယ်ဆိုတော့နှစ်ယောက်အတူတူတင်ခဲ့တဲ့ဝစ်ကြွေးတွေရှိတယ်ဆိုလို့ရှိရင်ဒါကိုနှစ်ယောက်အတူတူဆက်နေရတာမျိုးဆိုလို့ရှိရင်လည်းဒီဝစ်ကြွေးတွေကကျေလိမ့်မယ်ပေါ့နော်နှစ်ယောက်အတူတူဒုက္ခတွေရင်ဆိုင်ရတယ်ဒါတွေဆိုလို့ရှိရင်လည်းဒီဒုက္ခတွေကအဆုံးသတ်သွားလိမ့်မယ်ပေါ့နော်ပိုကောင်းတဲ့အရာတွေပြန်လည်းစတင်နိုင်လိမ့်မယ်အဲ့လိုမျိုးလေးကန်ဆိုဒီမှာတွေ့တယ် so open up your heart it will help you attract more love okay so တော့ ကိုယ့်ရဲ့နှလုံးသားတကားတွေကိုဖွင့်ထားပါပြောချင်တာကိုယ့်ရဲ့စိတ်ကိုပေါ့နော် be open and receptive ဆိုတဲ့ပုံစံမျိုးလေး guest ကတော့ပြောချင်တယ်လက်ခံဖို့အသင့်အနေထားမှာထားပါပေါ့နော်ကိုယ့်ရဲ့နှလုံးသားကိုလက်ခံယူဖို့အတွက်ပေါ့ကိုကကိုယ့်အကြီးပဲချစ်ပေးခြင်းနဲ့ချစ်ပေးခြင်းနဲ့ချစ်ပေးခြင်းနဲ့မဟုတ်ဘဲနဲ့အချစ်တွေကိုလက်ခံရယူမယ်ဆိုတဲ့ mindset လေးနဲ့နေပေါ့နော်အဲ့လိုလေးဒီမှာပြောထားမျိုး guest တွေ့တယ် liar. Be careful of someone sneaky. So, tu a ko pa ma tazon ta ko le nya tha ra. Hello, shi ni la ma ti wo so bi khan sa de lu ri twa confirmation bo no. Hello le guess pyo chin Gold digger. They want your money being used. Okay, they want your money being used. ဆိုတော့ကိုယ်အတုံးချဖို့စဉ်းစားနေရမျိုးရှိနိုင်တယ်ပေါ့နော်တစ်ဖက်လူကဆိုတော့ဒါလေးတွေကသတိထားဖို့အတွက် gas ကတော့ထုတ်ပေးတာနော် divorce experiencing a breakup so gas ကတော့ဒီလူတွေအနေနဲ့ကလည်းအဲ့လိုလမ်းကွဲပြစဲသွားရနိုင်ချေအယံများနေတာမျိုး gas တွေ့တယ်နော်ဘာလို့ဆို maybe ကိုကသူ့ရဲ့ true face ကိုမြင်လာတယ်သူ့ရဲ့တကယ်ကိုတရုပ်အမှန်တွေပေါ်ပေါက်လာတယ်ဘာလို့လဲဆိုတော့ကိုရဲ့ karma က ကိုနဲ့သူနဲ့နှစ်ယောက်ဆက်ရမယ့် withdraw ကခြေသွားပြီပေါ့နော်ခြေသွားရဲ့အတွက်ကြောင့်မလို့ finally သူ့ရဲ့တယုံမှန်တွေကိုပေါ်လာတယ်ကိုကတွေ့လာရတဲ့ပုံစံမျိုးတွေလည်းရှိနိုင်တယ် air sign gemini libra aquarius ဆိုတော့ဒီ air sign တွေကဒါ significant ဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်လည်း ဒီ Gemini season Libra season Aquarius season တွေကဒါကိုတော့ significant ဖြစ်နိုင်တဲ့အရက်ပိုင်းခြားကာလတွေပေါ့နော်ဖြစ်နေမယ် Mercury retrograde okay so အဲ့တော့အခုလက်ရှိဖြစ်နေတာပေါ့နော် Mercury retrograde electronic issue communication issue review everything ဆိုတော့ Mercury retrograde energy လေးတွေမှာရှိနေတယ်ဆိုတော့ဒီ Mercury retrograde ပြီးသွားတဲ့အထိတစ်ချက်ဆောင်ကြည့်ပါတော့ Gemini Libra season တွေရောက်လာတဲ့အထိတစ်ချက်ဆောင်ကြည့် ပြီးရင်သူ့ကိုကိုခန်းစားချက်ပေါ့နော်ကိုစိတ်ထဲမှာရှိနေတဲ့အရာတွေကိုတည်တည်ချာချာပုံမှန်လင်းလင်းလေးပြောနော်ရှင်ဖွင့်ပြောဆိုပေါ့နော်ဆိုတော့ maybe mercury retrograde ပြီးသွားတဲ့အချိန်ကြတော့မှရှင် open up လုပ်ရင်လည်းလုပ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာအခုလက်ရှိက not the right time ဖြစ်နေရယ်ဆိုတော့ဒါလေးကကိုသတိထားမဲ့ checklist တွေ ်သိထားမဲ့ check ဆိုကြဲဟိုကဒါ red flag လို့ပြောလို့ရပါဘောဆိုတော့ gas stamp နေတော့မှာ red flags လို့ထည့်လိုက်မယ် what are the red flags between uh in this connection ဘောနော်လို့ပုံစံမျိုးလေး gas ထည့်လိုက်မယ်ဆိုတော့อืม okay so the liar ဆိုတဲ့ဥစ္စာလေးမှာတော့ gas ကတော့နည်းနည်းလေးစိတ်ပူပဲပေါ့နော် liar မှာ be careful of someone sneaky ဆိုတော့ တခုကိုလိညာလှည့်ဖျားဖို့စဉ်းစားနေရမျိုးတွေသူမှရှိနေတာမျိုးကန်စတိုဒီမှာတွေ့တယ်။နော်။ Okay, so now guys, your energy လေးအားလုံးပြောပြထားဖြစ်ပါရင်ဆိုတော့ အဆင်ပြေစီမယ်လို့မျှော်လင့်ပါတယ်အကယ်၍ပေါ့နော်တခုအကူအညီလိုအပ်တာအစီအရင်တွေလိုအပ်တာပါညာဆိုရှင် gas ကိုလာပြောဆက်သွယ်လို့ရတယ်အစီအရင်တွေကတော့တမျိုးကိုတသိန်းခွဲဝန်းကျင်တသိန်း8000ဝန်းကျင်ပေါ့နော်အလောက်လောက်ရှိတယ်ဒါပေမဲ့ကိုယ့်အခြေအနေအရ3-5မျိုးလောက်လိုအပ်တာမျိုးရှိနိုင်နေဆိုတဲ့အတွက်ကြောင့်မလို့ပညာကြီးကတော့နည်းနည်းလေးမြင့်နေပေါ့နော်နည်းနည်းလေးတော့မဟုတ်တော်တော်မြင့်နေပေါ့နော် gas ကအာတဘာအတွင်းထကြောက်တဲ့ crystal ရီနဲ့ energy candle တွေကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် โอเคဆိုတော့ဒီ reading လေးကတော့ဒီလောက်ပါပဲအားလုံးပဲ energy ကြိုက်တဲ့ဆိုရှင် gastro နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြပါမယ်เนาะ bye bye